မင်္ဂလာပါရှင်ဇွန်လ16ရက်တနင်္လာနေ့ရက်တိမပွေရသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဥစွာတင်ဆက်ပေးမှာကတော့ Israel Iran အပြန်အလှန်တိုက်ခိုက်တဲ့သတင်းဖြစ်ပါတယ် ။တမိုင်းတလျှောက်နှစ်နိုင်ငံအပြင်းထန်ဆုံးတိုက်ရိုက်ထိတိုက်တွေ့ဆုံမှုတွင်ရန်ဘတ်နှစ်နိုင်ငံဟာအပြန်အလှန်ပြင်းထန်စွာတိုက်ခိုက်နေပြီးစနေနေ့တွင်အီရန်က၎င်း၏နေပြည်တော်စွာရှိလေကြောင်းကာကွယ်ရေးစနစ်များကိုအသက်သွင်းခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးကလည်းဒုံးကျည်များကိုတုံးပြီးအစုလိုက်ပြုံလိုက်ပစ်ခတ်တိုက်ခိုက်လာနိုင်တဲ့အတွက်လုံခြုံဘေးကင်းရာနေရာများတွင်ခိုလုံကြရန်နိုင်ငံသားများကိုတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။အရာတူလာအစိုးရရဲ့ပြစ်မှတ်မှန်သမျှကိုတိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ဘက်စပင်နက်တန်ယာဟုကခရီးပြူလိုက်တယ်လို့အီရန်သမ္မတမာဆုပီဆက်စကီယန်ကလည်းနောက်ထပ်တိုက်ခတ်မှုများဟာပိုပြင်းထန်အားကောင်းသောတံပြန်မှုဖြစ်လိမ့်မယ်လို့သတိပေးခဲ့ပြီးနှစ်ဖက်တိုက်ခတ်မှုများထပ်မံပေါ်ထွက်လာခဲ့ပါတယ်။တဲမမှုရဲ့အရှိန်ကိုရှော့ချကြရန်တောင်းဆိုမှုများကျေပြန်လာတော့လေအမေရိကနဲ့အီရန်အကြားတနင်္ဂနွေနေ့ကစီစဉ်ထားတဲ့နောက်တကျနျူကလ িয়ার ဆွေးနွေးပွဲကိုဖျက်သိမ်းလိုက်ပြီးဖြစ်ကား အစ္စရေးရဲ့တိုက်ခိုက်မှုခံနေရခြင်းတွင်စစ်ဆက်ညှိနှိုင်းမှုမလုပ်နိုင်ဘူးလို့အီရန်ကပြောဆိုခဲ့ပါတယ်။တချိန်တည်းမှာပဲအစ္စရေးကိုပိတ်မှတ်ထားတဲ့တိုက်ခိုက်မှုလိုင်းအသစ်တစ်ခုပြုလုပ်ကြောင်းအီရန်ကကြေညာခဲ့ပါတယ်။အစ္စရေးရဲ့တောက်ကြနေကပထမဆုံးတိုက်ခိုက်မှုလိုင်းကြောင်းလူ88ဦးသေဆုံးက320ဦးထဏ်ရခဲ့တယ်လို့ကုလသမဂ္ဂဆိုင်ရာအီရန်သံမတ်ကပြောကြားခဲ့ပါတယ်။အီရန်ရဲ့ဒရုန်းနဲ့ဒုံးကျည်များညပိုင်းချိန်လက်ထုတ်ပြန်တိုက်ခိုက်ခဲ့မှုတွင် ၃တေဆုံက86ဦးထင်အားရခဲ့တယ်လို့အစ္စရေးကပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့သတင်းကတော့ဒေါ်နယ်ထရမ့်ဝင်းနေစည်ရေးပြပွဲဝါရှင်တန်တွင်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရမ့်ရဲ့86နှစ်မြောက်ဝင်းနေနယ်လေတိုက်ပြီးအမေရိကန်စစ်တပ်ရဲ့250နှစ်ပြည့်အထိမ်းအမှတ်စည်ရေးပြပွဲကိုစနေနေ့တွင်မြို့တော်ဝါရှင်တန်မှာကျင်းပကြောင်းသိရပါတယ်။ အဆိုပါစီရေးပြပွဲအခမ်းအနားကို Constitution Avenue တရှောက်တွင်ကျင်းပခဲ့ပြီးတပ်ဖွဲ့များ စီတံလှည့်လည်ခြင်းတင်ကားများပြသခြင်းနဲ့အမြောက်20ကျင်းပြစ်ခတ်ခြင်းတို့ပါဝင်ပါတယ်ထရမ်မျော်လင့်ထားတဲ့စည်ရေးပြပွဲအခမ်းအနားကြီးတရအဖြစ်အကောင့်ထဲပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ် ို့ရရင်၎င်းအခမ်းအနားကိုတချို့ကထရန်အားအာနာရှင်ဒါမှမဟုတ်ဘယင်ဖြစ်ခြင်းနေသူအဖြစ်ပြည်တင်ကောက်ွက်ခဲ့ကြပြီးနိုင်ငံတော်ဆန္ဒပြကြကြောင်းလည်းသတင်းများကဖော်ပြထားပါရဲ့ရှင်ထမန်တင်ဆက်ပေးမှာကတော့အီရန်တက်ခတ်မှုအစ္စရေးရဲ့ကာကွယ်ဝင်ကြီးဌာနနဲ့အရေးကြီးတဲ့စစ်ဘက်ဌာနထောက်လန်းရေးအဖွဲ့များတရှိရာနေရာများသို့ထိမှန်နေလို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ အီရန်ရဲ့နျူကလ িয়ার ဆက်ရုံများကိုအစ္စရေးကတိုက်ခိုက်ခဲ့ပြီးနောက်အီရန်ကအစ္စရေးရဲ့ဂျက်အဖီမျိုးတော်ကိုဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတွင်၎င်းဒုံးကျည်များဟာအစ္စရေးရဲ့နာမည်ကြီးအိုင်ယွန်ဒုံးဒုံးကျည်ကာကွယ်စနစ်ကိုဖောက်ထွင်းပြီးပြစ်မှတ်များကိုထိမှန်ပေါက်ကွဲခဲ့တဲ့ဗီဒီယိုများဟာလေလူမှုမီဒီယာများပေါ်တွင်ပြန့်နှံ့လာခဲ့ပါသည်။ အီရန်ရဲ့ဒုံးကျည်များဟာအစ္စရေးစစ်တပ်ရဲ့စစ်ဦးစီးချုပ်ကာကွယ်ရေးဝန်ကြီးဌာနနဲ့အရေးကြီးတဲ့စစ်ဘက်ဌာနထောက်လန်းရေးအဖွဲ့များတရှိတဲ့ခီရီယာရက်ကိုထိမှန်ပောက်ကွဲခဲ့တယ်လို့ဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။ထမန်နဲ့ဆက်မဲ့သတင်းကတော့အီရန်ကိုတိုက်လေယာဉ်များဖြင့်ထမန်တိုက်ခိုက်မယ်လို့အစ္စရေးပြောကြားတဲ့သတင်းဖြစ်ပါတယ်။ အီရန်နိုင်ငံတီဟီရန်မြို့တော်ရှိ ပြည်မှန်များကိုတိုက်လေယာဉ်များဖြင့်ထမှန်တိုက်ခိုက်မယ်လို့အစ္စရေးစစ်တပ်ကဇွန်လ14ရက်တွင်ပြောကြားခဲ့ပြီးဇွန်လ13ရက်ညပိုင်းကတီဟီရန်ရှိလေကြောင်းကာကွယ်ရေးစနစ်များကိုထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။အီရန်ကိုသွားတိုက်ဖို့လမ်းကြောင်းရှင်းထားပါတယ်လို့အစ္စရေးစစ်တပ်ရဲ့စေအူစီကျုံနဲ့လေတပ်အကြီးအကဲကပြောကြားခဲ့ပါတယ်။ ဣသရေလစစ်တပ်ဟာ၎င်းရဲ့စစ်စင်ရေးအစီအစဉ်များအတိုင်းဆက်လက်လှုပ်ဆောင်နေပြီးဣသရေလတပ်မှတိုက်လေယာဉ်များကလည်းတီဟရန်ရှိပြည်မှန်များကို နောက်တစ်ကြိမ်တိုက်ခိုက်ရန်ပြင်ဆင်ထားကြောင်းဣသရေလစစ်တပ်ကထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့ဣသရေလအီရန်ပဋိပက္ခကြောင့်ရေနံဈေးများတက်ပြီးရှယ်ယာဈေးများကျဆင်းလာတဲ့သတင်းဖြစ်ပါတယ်။ အစ္စရေးနဲ့အီရန်ကြားအပြန်အလှန်တိုက်ခတ်မှုများကြောင့်ကမ္ဘာလုံးဆိုင်ရာရေနံဈေးများမြင့်တက်ခဲ့ပြီးစတော့ရှယ်ယာဈေးများကျဆင်းခဲ့တယ်လို့ AP သတင်းကဖော်ပြခဲ့ပါတယ်။၎င်းပဏိပခါကြောင့်ရေနံဈေးထောက်ပံ့မှုကိုရင်ဟာထိခိုက်လာဝယ်ရှိပြီးတော့ဇွန်လ23ရက်တွင်ရေနံဈေးဈေးနှုန်းများဟာ9.300ခန့်နှုန်းအထိမြင့်တက်သွားခဲ့ကြောင်းသိရပါတယ်။အီရန်ဟာကမ္ဘာပေါ်တွင်ရေနံဈေးအထူးထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်လို့ အစ္စရေးနဲ့တိုက်ခိုက်နေချိန်တွင်ရေနံစိမ်းထုတ်လုပ်မှုဟာနှောင့်နှေးကျန်ကြာသွားနိုင်ပါတယ်။ရေနံစိမ်းများမြင့်တက်နေတော့လဲ stock share ဈေးနှုန်းများကျဆင်းနေပြီးဇွန်လ23ရက်က S&P 500တွင်တိတသမတ်1ရာခိုင်နှုန်း၊ Dow Jones Industry ရဲ့ S&P တွင်တိတသမတ်100ရာခိုင်နှုန်းနဲ့ Nasdaq တွင်တိတသမတ်300ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသတင်းများကဖော်ပြထားတယ်လို့သိရပါတယ်ရှင်။ နောက်ဆုံးနဲ့စမဲ့တရင်ကတော့နေဆက်ဒေတာတွင်စည်ရည်တင်းမာနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးထိုင်းနယ်ကမ္ဘောဒီးယားအရာရှိများအစီအဝေးပြုလုပ်တဲ့တရင်ဖြစ်ပါတယ်။နေဆက်ဒေတာတွင်စည်ရည်တင်းမာနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးထိုင်းနယ်ကမ္ဘောဒီးယားအရာရှိများကဇွန်လ14ရက်တွင်ဖနန်ပင်မြို့တော်မှာတွေ့ဆုံပြီးအစီအဝေးပြုလုပ်ခဲ့ကြောင်း AFP သတင်းတွင်ဖော်ပြခဲ့ပါတယ်။ အရှိတောင်အာရှအိနေချင်းနှစ်နိုင်ငံဟာပြီးခဲ့တဲ့လအတွင်းကအပြန်အလှန်ပြည်ခတ်မှုဖြစ်ပွားခဲ့တဲ့နေဆက်ဒေသအငင်းပွားမှုကိုဖြေရှင်းရန်ကြိုးပမ်းနေချိန်မှာအဲ့ဒီအစီအဝေးကိုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။မကြသေးမီရန်များအတွင် ထိုင်းကနေဆက်ဒေသထင်းချုံမှုများကိုတင်ကြပ်ခဲ့ကကမ္ဘောဒီးယားကလည်းစစ်သားများကိုအပြေအဝါတက်လှမ်းလို့ဆောထားရန်ညွှန်ကြားခဲ့ပါတယ်။ ဖနန်ပင်မြို့တော်တွင် ပြုလုပ်တဲ့အစီအဝေးတွင်နှစ်နိုင်ငံအရာရှိများကအငင်းပေါ်မှုကိုဖြေရှင်းရန်သဘောတူညီမှုရရှိခဲ့တယ်လို့လည်းဆိုထားကြောင်းသိရပါတယ်ရှင်။ကျမတို့ရှင်ကုံမီဒီယာကနေအစ္စရေးနဲ့အီရန်တို့ရဲ့တိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြစ်စင်များကိုအစအတပင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။